မြန်မာဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌကော်မူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တောင်ဆန်းစုကြည်နဲ့ကော်မူမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာဒီဇင်ဘာလ10ရက်နေ့ကကော်မူမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာတွေ့ဆုံပြီးဒေသဖွံ့ဖြိုးရေးဆိုင်ရာတွေကိုဆွေးနွေးခဲ့ကြပါတယ်။အဆိုပါတွေ့ဆုံပွဲကိုကော်မူမြို့နယ်မှာရှိတဲ့ရက်ွက်ကြေးရာတွေကအုပ်ချုပ်ရေးမှူးတွေနဲ့တက်ရောက်ခဲ့ပြီးလမ်းမဆက်သွယ်ရေးကောင်းမွန်ရေးရေရရှိရေးကြေးရွာချင်းဆက်လမ်းတွေဖောက်လုပ်ရေး ညာရေး၊ကျန်းမာရေး၊ဒေသဖွံ့ဖြိုးရေးရန်မုံငွေအသုံးပြုရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ဒေါက်ဆန်းစုကြည်ကလမ်းတွေအစစ်မီပြီးရေရှည်ခံတဲ့လမ်းတွေဖြစ်ပေါ်ရေးအတွက်ထိန်းသိမ်းရေးအတွက်လေ့လာရမယ့်အဖွဲ့ကိုစစ်လက်စွာဖွဲ့စည်းဆောင်ရွက်လိုကြောင်းနဲ့ပြည်သူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေအကြားဆက်ဆံရေးပုံမကောင်းမအောင်ဆောင်ရွက်လိုတာတွေကိုပြောကြားခဲ့ပါတယ်။ဒီပြောရေးစီစဉ်နေတာအချိန်မှာဒီစဉ်းစဉ်လုပ်နေရတဲ့အိစရာရေးနဲ့ပတ်သက်လို့ပြောရတာလည်းရှိလို့ပါတယ်။ဥပစာရှိရှင်လမ်းပေါ် ကျမတို့ခုဒီလမ်းကိုလာတဲ့အခါမှာလမ်းကအခြေအနေတော့ဆိုးနေဒီလိုပဲမိုးပြီးတိုင်းပြီးတိုင်းအခြေအနေကဆိုးသွားတယ်ဆိုတော့ဟာနမ်းပြင်းတဲ့နေရာမှာပြင်ဖို့ပြင်းကြီးရမဟုတ်ဘူးလို့ပဲဒီလိုပဲကျမတို့တတ်မှာကျမဟိုမကြခါပြောမှုပါလေဒီအုတ်ချွေးပိုင်ဆိုင်ရာနဲ့ဆွေးနွေးတဲ့အခါကျတော့ရှိနေကျမတို့ပေါ်မှုမှာနမ်းပြင်းတဲ့ကိစ္စတွေဖြစ်ဖြစ်တခြားပေါ်ဒီလူလူရဲ့အကျိုးတွေဖြစ်ဖြစ်ကိစ္စတွေကဘာတက်လို့ရှိထပ်တယ်လဲလဲပြန်ပြီးတော့ဖြစ်စေဖြစ် နော်ဆိုရင်ဒီနေရာပဲပြန်နောက်တစ်နေ့လည်းဒီနေရာပဲပြန်နောက်တစ်နေ့လည်းဒီနေရာပဲပြန်တယ်ဆိုအဲ့ဒါမှဖြစ်တယ်ဖြစ်တယ်တခါလုတ်တဲ့အခါကိုယ်တော့ပုံသိမကုန်ကြတဲ့အခါကုန်ကြအောင်လုပ်ပြီးတော့အပြီးပြင်လိုက်ချင်တယ် maintenance charge ပေါ့နော်ဒီထိမ့်သိရင်းနဲ့ပြန်ပြန်ပြင်ရတာပြီးသိရင်းဆိုတာအတိုင်းတာဖြစ်တယ်လုပ်ဖို့လိုရတယ်အခုကတော့ပြန်ပြင်တဲ့အခါမှာအစအပြောင်းပြန်ရတယ်ဖြစ်နေဖြစ်နေကတော့ဘူးဒီလမ်းမှာလာတဲ့အခါမှာချို့ပေါက်ကြီးရတယ်ဒီတိုင်းနဲ့တိုင်းကြီးရတဲ့နေရာပဲပေါက်ပါတယ် ဲ့တော့ပြန်ဖို့ပြင်ဖို့ကတော့လည်းလိုအပ်နေပြီလို့ကျွန်တော်ထင်ပါတယ် ်လက်ရှိမှာမြို့ကြီးတွေမှာဥရောပသမဂ္ဂရဲ့ကူညီမှုနဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလူမှုအကျိုးပြုရဲလုပ်ငန်းတွေပြည်သူလူထုဆက်ဆံရေးတင်နန်းတွေပေးနေတာတွေရှိပြီးကော်မူးလိုကျေးရွာအခြေပြုမြို့နယ်တွေမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုတင်နန်းတွေပို့ချနိုင်ဖို့စူးစမ်းသွားမယ်လို့ဒေါက်ဆန်းစုကြည်ကပြောပါရယ်တက်ရောက်လာတဲ့ကော်မူးမြို့နယ်မှာရှိတဲ့ကျေးရွာတွေကအုပ်ချုပ်ရေးမှုတွေကလည်းသူတို့ရဲ့အခက်အခဲတွေကိုတင်ပြဆွေးနွေးကြရဒေါက်ဆန်းစုကြည်ကသက်ဆိုင်ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူတွေကကဏ္ဍလိုက်ဖြည့်ချင်းဆောင်ရွက်ပေးဖို့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါရယ်